်မင်္ဂလာပါရှင် ကျမကတော့ချီချူဆမ်မာ DBPU မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးတော့မှာပါစစ်တပ်ထိချုပ်ထားဆဲဖြစ်တဲ့ရခိုင်ပြည်နယ်ကမန်အောင်မြို့နယ်မှာ MPT ဖုန်းလိုင်းတွေရအောင်ဆောင်ရွက်နေတယ်လို့စစ်တပ်ရဲ့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူပြည်နယ်ဥပဒေချုပ်ဦးလာသိန်းကသူ့ရဲ့လူမှုကွန်ရက်ဆာမနာကတဆင့်အောက်တိုဘာ9ရက်နေ့ကထုတ်ပြန်ပါတယ် မအောင်မြို့မှာ2024ခုနှစ်အစောပိုင်းကတည်းကဖုန်းလိုက်တွေပြတ်တောက်နေတာဖြစ်ပြီး AMC ဖုန်းလိုက်တခုပဲနေရာကွက်ကြားရရှိနေတာဖြစ်တယ်လို့မြို့ကန်တွေကဆိုပါတယ်ဆက်သွယ်ရေးလိုင်းတွေကိုအရင်ကတည်းကဖွင့်ချင်ရင်ဖွင့်လို့ရပေမဲ့ရွေးကောက်ပွဲနီးမှဖွင့်ပေမဲ့ဆိုတာကစေတနာအမှန်မဟုတ်ဘူးလို့မန်အောင်ဒေသခံတယောက်ကပြောပါတယ် မအောင်မျိုးဟာပင်လယ်ကျုံမျိုးဖြစ်တာအကြောင်းအာရခတ်တော်ဘက်ကစစ်ရေလှုပ်ရှားနိုင်ခြင်းမရှိသေးပဲစစ်တပ်ကလက်ရှိအချိန်အထိအပြေအဝထိချုပ်ထားတာလည်းဖြစ်ပါတယ်ရခိုင်ကစစ်တပ်ထိတ်ချုပ်ထားဆဲဖြစ်တဲ့ကြောက်ဖြူမန်အောင်နဲ့စစ်တွေမြို့နယ်၃ခုစလုံးမှာဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံထားရတာဖြစ်ပြီးအမေစီဖုန်လိုက်တစ်ခုပဲအနေအားကွက်ကြားရရှိနေတာလည်းဖြစ်ပါရဲ့ရှင်။ နှစ်နှစ်နီးပါးပိတ်ထားတဲ့လွိုက်ကောတက္ကသိုလ်ကိုအော်တိုဘာလထဲမှပြန်ဖွင့်မယ်လို့စစ်ကောမရှင်လက်အောက်ခံပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုမော်ရစ်ကပေးပို့ထားပါတယ်ရှင်။တလေးလုံးစစ်စင်ရင်တွင်ထိခိုက်ပျက်စီးခဲ့တာကြောင့်နှစ်နှစ်နီးပါးပိတ်ထားတဲ့လွိုက်ကောတက္ကသိုလ်ကိုပြန်လည်ပြင်ဆင် ပြီးပြီဖြစ်တဲ့အတွက်2025ပညာသင်နှင့်အဝေးသင်ဒုတိယတုံးနဲ့တတိယတုံးကျောင်းသားတွေဟာလွိုက်ကောတက္ကသိုလ်မှာစာမွေးပွဲပြန်လာဖြေရမယ်လို့စစ်ကောမရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနကနိုင်ငံပိုင်သတင်းစာကနေအောက်တိုဘာ9ရက်နေ့မှာထုတ်ပြန်ကြေညာထားတာပါ။လိုက်ကောတက္ကသိုလ်ကိုပိတ်ထားတဲ့ကာလအတွင်းတောင်ကြီးတက္ကသိုလ်မှာပြောင်းရွှေ့တက်နေကြတဲ့လိုက်ကောမှအဝေးတင်ဒုတိယတုံနဲ့တတိယတုံចောင်းသားအားလုံးဟာအနီးကပ်တင်နန်းတွေနဲ့စာမှုပွဲတွေကိုလိုက်ကောတက္ကသိုလ်မှာပြန်လာဖြေရမှာပဲဖြစ်ပါတယ်။လိုက်ကောမျိုးပေါ်ကအခြေခံစာတင်ចောင်းတွေကတော့မနစ်ကစစ်ရေးအချိန်ကြီးចောင်းနေတဝက်ပဲចောင်းဖွင့်နိုင်ပြီးဒီနှစ်မှာတော့ပြန်ဖွင့်တဲ့ចောင်းတိုင်းကတနေကုန်ပြန်ဖွင့်နေပြီလို့လိုက်ကောမျိုးခံတယောက်ကပြောပါတယ်။ចောင်းတိုင်းမှာကသူက အဲရေးရှိမယ်ကီတုစစ်ရှိမယ်နောက်ဆက်တာရှိမယ်သူတို့မြေရင်ကင်းချထားတာရှိတယ်အများဆုံးတော့ကီတုစစ်တွေများတယ်ဒီမှာစောင့်ပြထားမဲ့မိဘတွေရှိတယ်တက္ကသိုလ်ကလည်းပြင်ပြင်ပြူသွားပြီလေသူတို့အကုန်လုံးရှေ့ပြန်လောက်တော့ပြီးပြီဆိုတော့ဆောင်းဝတီမှာပြန်ဖွင့်မယ်ဆိုတော့အခု၁၂တန်းအောင်တဲ့ကလေးကတော့ဒီမှာပဲတက်ရမှာ တက္ကသိုလ်ပြန်ဖွင့်မဲ့ရက်နဲ့ပတ်သက်ပြီးလိုက်ကောတက္ကသိုလ်ကတာဝန်ရှိတဲ့သူတွေကို DPP ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။ပြည်တွင်းမီဒီယာတွေမှာတော့အဝေးတင်ဒုတိယတုတ်အနီးကပ်တင်တန်းကိုအောက်တိုဘာ23ရက်နေ့ကနေ22ရက်နေ့နဲ့စာမိုးပွဲကာလကတော့အောက်တိုဘာ24ရက်ကနေ30ရက်နေ့အထိဖြစ်တယ်ဆိုပြီးဖော်ပြထားကြပါတယ်။အဝေးတင်တတိယတုတ်အနီးကပ်တင်တန်းကိုတော့နိုဝင်ဘာ1ရက်နေ့ကနေ17ရက်နေ့နဲ့စာမိုးပွဲကာလကိုနိုဝင်ဘာ17ရက်နေ့ကနေ21ရက်နေ့အထိဖြစ်ပါတယ်။ အဲသူတို့ကတော့မြို့တွေပြန်လာခိုင်းစစ်ချင်တာပေါ့နော်ပြည်သူတွေကိုပြီးတော့သူတို့ကတောင်းပြဖွင့်မဲ့တဲ့တဲ့လူလည်းရှိတယ်သူတို့ကမြို့တင်ငင်းချမ်းရေးကိုသူတို့ကပြန်တိဆောက်ချင်တာပေါ့နော်ဒါပေမဲ့ဒီမဲမတိုက်ခင်မှာလည်းသူတို့အများကြီးဒီတူတလက်အဒီဆနာပြောတဲ့ဒီမက်ဆေ့ချ်လေးပြန်သိမ်းမယ်ဆိုရဲဟာမျိုးတွေအကုန်လုံးအရင်လိုမျိုးတက်ဖြစ်ချင်ဖို့ဒါပေမဲ့မလွယ်ဘူးလို့ထင်တာပဲမြို့ပေါ်မှာလည်းဟိုတက်နိုင်ခဲ့တော့မှဟိုခဏတစ်ချို့လာပဲဖြစ်လဲဖြစ်မှာပေါ့နော် လာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း၁ကိုကရနီပြည်နယ်ကမြို့တော်လွိုင်ကော်နဲ့ဗော်လခဲမြို့တော်မှာကျင်းပမှာဖြစ်ပြီးတော်လိုင်းဤတပ်တွေစိုးမိုးထားတဲ့မဲဆက်ရှားတော်နဲ့ဖားဆောင်မြို့တွေမှာကျင်းပမှာမဟုတ်ဘူးလို့ရွေးကောက်ပွဲကော်မရှင်ဘက်ကကြေညာထားပါတယ်။မြို့တော်လွိုင်ကော်နားတဝိုက်မှာတော့လက်တလောတိုက်ပွဲတွေပြင်းထန်နေပြီးဗော်လခဲဘက်မှာလည်းစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုမလိုအပ်ဘဲခရီးမသွားကြဘူးဆိုပြီးခရနီအမျိုးသားကာကွယ်ရေးတပ်ကတတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။ ကချင်ပြည်နယ်ဝိုင်းမော်နယ်ဗမော်မြို့မှာကချင်လူမျိုးရေးတပ်မတော် KIA ပူပေါင်းအဖွဲ့နဲ့စစ်ကောင်စီပြည်သူ့စစ်ပူပေါင်းအဖွဲ့တို့အကြားတိုက်ပွဲပြင်းထန်နေပြီးကာကင်စခန်တချို့ကို KIA ပူပေါင်းအဖွဲ့ကသိမ်းယူနိုင်ခဲ့တယ်လို့ KIA ကပြောပါတယ်။အော်တိုဘားလအစောပိုင်းကစပြီးဝိုင်းမော်မြို့လမြန်ကျေးရွာတဝိုက်မှာနေ့တိုင်းလိုလိုနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးအော်တိုဘားလရှင်းနေမှာလဲကာကင်စခန်တစ်ခုကို KIA ပူပေါင်းအဖွဲ့ကသိမ်းယူထားတယ်လို့ဆိုပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ဆင်မနာပြင်ကရှေ့ရန်ကာကင်စခန်းတွေကိုအပြန်လှန်သိမ်းပိုက်တဲ့အခြေအနေဖြစ်တယ်လို့ခရယေသတင်းနဲ့ပြည်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်ဗမော်မြို့မှာလည်းစတေမာလာကုန်ပိုင်းကရှေ့ရန်ကာကင်စခန်းတချို့ကိုခရယေပူပေါင်းအဖွဲ့သိမ်းယူနိုင်ခဲ့ပြီးနောက်စစ်ကောင်စီတပ်ကစစ်ကြောင်းပြန်ထိုးလာလို့တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါရယ် 2025ခုနှစ်ဧပြီလကစပြီးစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အင်အားကို ပြည်လဲစုဖွဲ့ပြီးမြေရှားထွက်တဲ့ပတ်ဝါဒေသဝိုင်းမော်ကမ်ပိုက်တီနဲ့ဇက်ကုတ်သွဲလမ်းမိုင်းနဲ့ကြောက်စိန်ထွက်တဲ့ဖာကတ်ဒေသတွေကိုပြန်ထိန်းချုပ်ဖို့စစ်ကြောင်းထိုးနှိပ်ခဲ့တာပါရှင်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းဟိမာချယ်ပရာဒေ့ရှ်ပြည်နယ်မှာမြေပြိုကျမှုတစ်ခုကြောင့်ဘတ်ကားတစ်စီးကိုထိခိုက်သွားပြီးလူ15ယောက်သေဆုံးက3ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်နယ်ရဲ့ဒုဝန်ကြီးချုပ်မာကူအန်နီဟိုထရီကအော်တိုဘာလ9ရက်အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။အဲ့ဒီဘတ်ကားပေါ်မှာလူဘလောက်လိုက်ပါလာတယ်ဆိုတာမသိပဲလလောဆယ်မှာသေဆုံးသူ15ယောက်နဲ့ဒဏ်ရာရသူ3ယောက်စုစုပေါင်း16ယောက်ကိုပဲပြန်ရထားတယ်လို့သူကပြောပါတယ်။ အပြက်စီတွေအောက်မှာလူအများပြပိတ်မိနေနိုင်တဲ့ဆိုတော့စိုးရိမ်မှုတွေရှိနေပြီးသက်ရှင်ကြံသူတွေကိုရှာဖွေနေတဲ့ကိရိယာကိုလည်းမြေတူးဆက်တွေနဲ့ဒူဖော်နေပါတယ်လို့ပြည်နယ်ဝန်ကြီးချုပ်ဆုဘင်တာစင်းစုခုကလည်း X မှာ posting ထားပါတယ်တွေ့မြင်ရတဲ့အခြေအနေအရပြီးခဲ့တဲ့နှစ်ရလောက်အတွင်းမိုးစတက်ရွာသွန်းမှုကြောင့်မြေပြုံမှုဖြစ်ပွားရတာကအဓိကအကြောင်းရင်းဖြစ်ပြီးကစဲလုပ်ငန်းတွေလှုပ်ဆောင်နေဆဲဖြစ်တယ်လို့ဗီလာစပူရဲ့အုပ်ကြီး စန်ဒီပ်ဒါဝေကပြောဆိုပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီဟာဝန်ကြီးချုပ်ရဲ့အမျိုးသားအကဲဆေးရမငွေထဲကနေသေဆုံးသူတဦးစီအတွက် ရူပီ2သိန်းနဲ့တရားရသူတွေကို ရူပီ9000ပေးအပ်မယ်လို့ကြေညာထားပါတယ်ရှင်။ဒီဗီဗီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချစ်ချိုဆမ်မကျေးဇူးတင်ပါတယ်ရှင်